ကျမကလည်းအခု900 300လောက်ရှိရလာရင်ဖွင့်ထားတာပေါ့နော်အမျိုးသမီးပြိုတွေပေါ့အိမ်အောင်ရှိအမျိုးသားတွေကသူတို့ကိုလာချင်းကတ်တယ်ဒီအိမ်အောင်ရှိအမျိုးသားယုံလို့ရလားဒီအိမ်အောင်ရှိအမျိုးသားကပြောတာတော့သူ့အမျိုးသမီးနဲ့တိုင်နေနေပေမဲ့အဲတရေဝင်မကွဲရသေးတာပဲရှိရဲ့အလင်းများလို့မနေဘူးဆိုရဲဟာပဲပေါ့နော်အဲ့တော့ကျမပြောချင်တာကလေပြောမေးထားတာလေနှစ်ယောက်သုံးယောက်ရှိတယ်။နောက်ကျမအကြံပေးလိုက်လို့ရှိရင်လည်းတစ်ဖက်သက်ကြီးပဲဒီအမျိုးသမီးတာဘယ်လိုဖြစ်လဲဆိုတော့ မဟုတ်ဘူးအဲသူ့အမျိုးသမီးကိုကအဲကျမပြောတယ်မဖြစ်နိုင်ဘူးနောက်ဆုတ်လိုက်ဒီလိုအိမ်အောင်ရှိတယ်ဆိုရင်ကိုပဲပူလောင်ရမှာလို့အကြံပေးပြန်တော့လဲတချို့အမျိုးသမီးတွေကကျတော့လဲဘလို့ဖြစ်လဲဆိုတော့အာမဟုတ်ဘူးတော့သူ့အမျိုးသမီးနဲ့ကွဲမှာအာကွဲဖို့ကိုညီမအောင်စောက်ခိုင်းတယ်ဆိုတော့ဒါကကျမဘက်ကအကြံပေးတဲ့ဟာကိုလက်မခံဘဲနဲ့ကိုရဲ့စိတ်ကိုရှေ့တန်းတင်လာနေတူသွားပြီလေအဲ့တော့ကျမပြောချင်တာကဒီအိမ်အောင်ရှိအမျိုးသားတွေကကိုလာချင်းကပ်ပြီဆိုကြလဲနာဘူးတနာယူ စိတ်သက်ကရုပ်မာနေလို့ပဲလေအစ်ချမပြောချင်တာကတချို့အိမ်တော်တဲ့အမျိုးသားတွေကကိုယ့်ရဲ့ခန္ဓာကိုယ်တစ်ခုကိုရချီယုံနဲ့တစ်ဖက်ကအမျိုးသမီးတွေကိုတကယ်ကိုအမြင့်တာငတ်တဲ့အမျိုးသမီးရှိတယ်တချို့ကျတော့တချို့ကျတော့တကယ်ကိုအားကိုးရှာတဲ့အမျိုးသမီးတွေရှိတယ်အဲ့လိုအမျိုးသမီးတွေကကျတော့ဒီအမျိုးသားတွေပေးတဲ့ညော်လေးချက်ကြီးမှသွားပြီးတော့ကိုယ့်ရဲ့ဘဝကို stay လိုက်တာမျိုးရှိတယ်အဲ့ဒါကလုံးဝကိုမားတယ်ကွာမားတယ်ဆိုတော့ အဲ့ဒီကောင်တွေကဘလို့ဖြစ်လဲဆိုသူတို့တွေဒီအအမျိုးသမီးတွေရဲ့အားနည်းချက်ကိုသူတို့ကောင်းကောင်းသိတယ်အမျိုးသမီးတယောက်ကိုသူတို့ချင်းကပ်မယ်ဆိုဒီအမျိုးသမီးကဘာလိုအပ်နေလဲဆိုသူတို့ကောင်းကောင်းသိတယ်အဲဒီအမျိုးသမီးရဲ့လိုအပ်ချက်ကိုထောက်ပြီးတော့သူတို့ချင်းကပ်တာအဲ့ဒီအိမ်အောင်ရှေ့မှုသားတွေကအဲ့ဒီအဲ့ဒီဟာအဓိကအချက်သူတို့တားကပ်ကပ်သူတို့ခန္ဓာကိုယ်ရဖို့ပဲ ။တချို့ကတော့ရှိတယ်ဖောက်ပြန်လို့ကောင်းလက်ဆနဲ့ဒီအမျိုးသမီးနဲ့လက်တန်ရောဆင်တွေ့တော့ပြီးဆက်ပြီးတော့ဒီအမျိုးသမီးနဲ့ပဲရေရှည်တွဲပြီးနောက်မရဖြစ်ထားလိုက်တဲ့ဟာတွေတော့တသက်ရှိတယ်။တချို့အမျိုးသားတွေကကျတော့လေကို့ပါအိမ်အောင်ရှိရကို့ရဲ့အိမ်အောင်ရေးလို့တော့အပြတ်မခံဘူး။ဒါပေမဲ့ရရင်ရတယ်လို့ဒီအာဟိုအပြိုတွေလူလွတ်တွေနဲ့သူတို့ကဖောက်ပြန်ကြတယ်ဆိုတာကဒါတဖက်ကအမျိုးသမီးကိုမျောလင့်ချက်ပေးတာပေါ့ခန္ဓာကိုယ်ရပြရနဲ့စိတ်သက်ကယုံညံ့ပြီးတော့ အဲဒီတစ်ဖက်ကအမျိုးသမီးကိုလုံးဝသူတို့ခန္ဓာကိုယ်ရပြီးသွားရင်တာဝန်မယူတဲ့လူတွေလည်းရှိတယ်။အဲ့တော့ကိုကတာဝန်အယူမခံရတဲ့မိန်းမမိန်းမတွေမှဖြစ်အောင်သူတို့တွေဒီဘရောမှာတရားဝင်ကသူတို့အမျိုးသမီးကိုသူတို့လက်ရှိကွဲရဲမှာမဟုတ်သူတို့ဖောက်ပြန်တာလည်းသူတို့လက်ရှိမယင်ကြီးကိုသူတို့ပေးတိရဲမှာမဟုတ်တိတာတီချီကိုဖက်ကိုလည်းရက်တီဖို့ဆိုတာမရှိဘူးတကယ်လို့ဒီဖောက်ပြန်မှုပေါ်မှာဒီအမျိုးသားက သူ့အမျိုးသမီးကြီးတည်သွားလို့ရှင်သူတို့ကဘရော့ခါမှာခေါင်းထိုးပြီးတော့ဖေရှင်းမဲ့ဟာအတန်းအစားတွေမဟုတ်ဘူးဒီအမျိုးသမီးကြီးတွေပဲရော့ငါဒီလိုနေပေါ်မှာမိတယ်ငါတော့ဒီကိစ္စဖေရှင်းပြီဆိုပြီးအမျိုးသမီးနဲ့အမျိုးသမီးကြီးနဲ့မယင်ကြီးနဲ့မယင်ငယ်ခေါင်းတိမ်ပေးလိုက်မယ်အဲ့လိုဟာတွေကအဲ့တော့ကျမပြောချင်တာကမယုံနဲ့လေမယုံနဲ့ကျမပြောချင်တာယုံရင်တော့ခံပေါ့ယုံရင်တော့ခံပေါ့အဲ့ကျမပြောချင်တာက အဲ့လိုကောင်းနေတချို့ကျတော့ဒီအမျိုးသမီးတွေရဲ့အဖြစ်တော့မဟုတ်ဘူးကွာယုံအောင်ပြောလို့ယုံလိုက်တာမျိုးလည်းရှိတယ်အားကိုးနေတဲ့အချိန်မှာသူများတကယ်မေတ္တာပေးနိုင်မလားသူများတကယ်ကိုယ့်ပေါ်မှာဒီလို support ပေးနိုင်မလားဆိုရဲစိတ်နဲ့တော့သွားပြီးယုံမိတယ်အဲ့ယုံမိတဲ့ကိုကိုကိုပဲခေါင်းကြိမ်ကြိမ်ထုလိုက်အဲ့ဒီလိုကောင်းနေရတသက်လုံးတာဝင်ယူမှုတာဝန်ခံမှုဆိုတာဘယ်တော့မှရှိလာမှာမဟုတ်ဘူး ကိုအပြင်မှာထားပြီးနောက်ထပ်တယောက်တယောက်တယောက်ဆိုတာလည်းထားလိုက်မှာဖောက်ပြန်တဲ့အစကွာကိုရဲ့မယားကြီးရှိနေရတဲ့နဲ့ကိုကိုလာပြီးမှဒီလိုပြောရဲပြီးဆိုကြဲကွာကိုကိုရိုင်းစဉ်းစားလိုက်တော့ကိုကိုရိုင်းကိုစော်ကားတယ်လို့ပဲပေါ့ကိုစော်ကားလိုက်တယ်လို့ပဲဟာငါလက်သက်ချမ်းချင်တာလားဆိုတာပဲတွေးပြီးတော့မိပြပလိုက်ကျွန်မအမျိုးပြောချင်တာတချို့မျိုးသမီးတွေကကြတော့ကွာကိုအကြံပေးတယ်ဆိုတော့တွားမလုံးနဲ့ဒီအရာတွေကတို့တို့ရှိတတ်တယ်ကိုခန္ဓာကိုယ်ကိုရချင်ုံနဲ့လက်သက်ဆန်းချင်ုံနဲ့ အဲ့လိုအိမ်တော်ရှိအမျိုးသားတွေကအရန်လေဘယ်လိုပြောမလဲအဲ့လိုမမရငယ်တွေထားချင်တဲ့ဟာတွေကသူတို့တွေကအရန်ဒီအမျိုးသမီးနဲ့အဲသူတို့ရဲ့ခေါင်းထဲမှာတဏှာပဲရှိတယ်ကွာရှင်းရှင်းပြောရင်နည်းနည်းလေးအဖင်ကြီးမယ်ယင်ကိတ်မယ်ဆိုရင်သူတို့ကတက်တက်ဆန်းချင်တာအယတာခံချင်တာ အဒီမျိုးသမီးနဲ့နေလို့ရှင်ဘလို့ရတာရှိလဲဆိုတော့တာရှင်တို့တွေဒီစဉ်းစားကြည့်လိုက်ကိုယ့်ရဲ့အိမ်တောင်ဘက်ကိုယ့်ရဲ့သားသမီးတွေပေါ်မှာတော့တစ္ဆာမရှိတဲ့လူတယောက်ကကိုယ့်အပေါ်မှာတစ္ဆာရှိဖို့ဆိုတာရခိုင်နှုန်းပြည့်ယုံကြည်လို့မရအောင်ခုခက်ကဘရုမယုံလို့မရအောင်ကိုကိုကိုတော်ယုံလို့မရအောင်ကိုတော်မှစိတ်ကအာခဏနေတမျိုးခဏနေတမျိုးအမျိုးမျိုးဖြစ်နေတာအဲ့တော့သူများစိတ်ကိုသွားပြီးယုံနေနော်ကိုဖြစ်ကိုခံနေပေါ့အဲ့လိုပဲပြောချင်တယ်အဓိကပြောချင်တာကတော့အိမ်တော်ရှိရသားနဲ့သူများကိုမျောလင့်ချက်ပေးပြီးသူများခန္ဓာကိုလိုချင်တဲ့ ယောက်ျားတွေအောက်တန်းအကြဆုံးပြောပြောချင်တာကွာအဲ့တော့ကျမကလာတိုင်ပင်လို့ရှင်ကျမကတော့တတ်နိုင်တယ်လို့ဒီဒုတိယဘူမဖြစ်ဖို့ဒီဒုတိယအဲဒီအိမ်တော်တဲမျိုးသားတွေပေါ့နော်ဒုတိယလူဆိုတာကလည်းခုနပြောသလိုအမျိုးမျိုးရှိတယ်ကွာအပြည့်စဲပြီးတော့ဒုတိယလူအဖြစ်ကိုလာရွေးချယ်တယ်ဆိုတော့ဒါပြည့်စဲပြီးသွားတဲ့လူလက်ခံတာဒါကိုကိုစဉ်းစားပေါ့ကိုအတွက်တကယ်ရည်ရှိကောင်းနိုင်လားမပြတ်မစဲပဲနဲ့ကိုယ်ကိုလာပြီးမှဒုတိယနေရာမှာထားရတယ်ဆိုတော့ဒါဒုတိယလူတွေကအပူလောက်ဆုံးပဲဒုတိယ လူတွေကဒုတိယမီးနဲ့ပထမမီးကိုအတူတူပေါင်းပြီးကန်ရတယ်လို့ပဲပထမလူတွေကပထမမီးကိုပဲခံလိုက်ရတာဒုတိယလူတွေကပထမမီးရောဒုတိယမီးရောလာမဲ့တတိယမီးကိုပါသုံးစုလုံးကန်ရမှာအဲ့တော့စဉ်းစားဘဝမှာလေရှစ်လာပြီဆိုရင်ပထမလူဒုတိယလူတတိယလူရှိခဲ့လို့ရှင်ဒီအလေကဒုတိယလူလေအထံရဆုံးအဲ့တော့ဒုတိယလူမဖြစ်အောင်အများတန်းကိုကကိုကိုကိုတွေးကိုကိုကိုအဲ့နေရာမှာမနေနဲ့ကွာပူလောင်တယ်အရန်ပူလောင်တယ် နော်အဲ့ဒါကြောင့်ပြောချင်တာကကြံညာပေးချင်တယ်စဉ်းစားပါကိုယ့်အိမ်တော်နဲ့တော့တရေဝင်ပြတ်စေပဲနဲ့ကိုယ့်ဟွာပေးမယ်ဒီဟာပေးမယ်ဆိုကိုယ်ရှင်းရှင်းပြောရင်ဒီလိုတက်လုပ်ပြီးသွားလို့ရှိရင်ကိုယ်ထားခင်ပါပဲသူဝွားသွားသူစားလို့ဝပြီးသွားတဲ့အချိန်ကျရင်ကိုယ့်ဟွာဖြစ်ပါမယ်တချို့တွေဆိုစားလို့တာမဟုတ်ဘူးလက်သက်ဆမ်းပြီးသွားလို့ရှိရင်တော့ပြစ်သွားတဲ့အမျိုးသားတွေညှော်လင့်ချက်တွေပေးပြီးမှအောက်တန်းကြတဲ့အမျိုးသားတွေမှာအများကြီးပဲအဲ့တော့ကိုယ့်ကိုစဉ်းစားအိမ်တော်ဖက် အဲအိမ်တော်ရှိတဲ့လူတွေကကိုချေးလာဆိုတော့ကိုကိုအဟုတ်ထင်မနေနဲ့အဲ့ဒါကိုလက်သက်ဆန်းတာရရရတလို့ပြီးမှာပဲသူတို့တွေကအဲ့လိုပဲเนาะအဲရှာယူမရှိရင်ရှောက်ပြောနေတာကိုရဲ့ပီတာဆိုပေါ်တော့တစ္ဆာမရှိပဲနဲ့ကိုကိုဒီလိုကြီးလာပြောရဲဆိုတာဖြစ်နိုင်မှမစဉ်းစားတွေးကြည့်ပေါ့တကယ်ချစ်လို့ရှင်ကွဲလိုက်အရင်ကွဲပြီးမှကိုလာလာလောက်ခိုင်းလိုက်ကိုတအား support ပေးချင်ကိုတရေဝင်ကွဲပြလိုက်ကွဲပြီးငောက်လာယူအဲ့ဒါမှချစ်တယ်လို့လက်ခံလိုက်မယ်ယုံကြည်လိုက်မယ်လို့ပြောလိုက်เนาะဒါလည်းပြောချင် အဲ့နောက်ပြီးရှိသေးတဲ့တချို့ဟိုအိမ်တော်တဲ့အမျိုးသားတွေကအဲတိမ်နဲ့နေတဲ့မိန်းမနဲ့အစ်စ်မပြေလို့အဲမင်းနဲ့ပဲตายရတာအဲ့ဒီလိုကောင်းနေကလေရှာနှခွနဲ့ကောင်းနေသူတို့တွေကအောက်တန်းကြတဲ့စိတ်သက်က မယင်ကြီးမယင်ငယ်နဲ့အိတ်ချင်တယ်ဆိုရင်မယင်ကြီးမကောင်းကြောင်းပြောတယ်မယင်ကြီးနဲ့အိတ်ချင်တယ်ဆိုရင်မယင်ငယ်ရဲ့မကောင်းကြောင်းပြောဟိုဘက်ကပဲမြူဆွဲတယ်လို့လို့မယင်ငယ်ကပဲမြူဆွဲချင်မှပြောပြရမယ်ရှင်တို့ယောက်ျားတွေကိုပဲမိန်းမကပဲမြူဆွဲရှင်တို့အချောင်းအတလို့မထောက်မလားဆိုရင်ပဲပဲမကောင်းမှမှာတက်ပြီးမှအရင်လုံးလို့မရအောင်အဲ့တကယ်အဓိကသနာယူတာကအဲ့ဒီအိမ်ထောင်တဲ့အမျိုးသားတွေကပိုဆိုးတယ်နော်အိမ်ထောင်တဲ့အမျိုးသားတွေဆိုတာအိမ်ထောင်တဲ့အမျိုးသားတိုင်းပြောတာမဟုတ်ဖောက်လွဲဖောက်ပြန်လို့တတ်တဲ့လူမျိုး အဲ့တော့ကျမတခါတည်းကျမအကြံဉာဏ်လာတောင်းကျမလေအရန်တခါတည်းဆိုဆဲပစ်ချင်တယ်ဆဲပစ်ချင်တယ်ဆိုတာမင်းကလေးတွေကိုလေကိုကမလုံနဲ့သွားပြီးမလုံနဲ့ဖြတ်လိုက် အဆိုရင်လည်းကိုယ်စီလည်းအကြံလာတောင်းသေးတယ်ဒီလိုမျိုးအဲဒီလိုအိမ်တော်တဲ့တယောက်ကကိုယ်တကယ့်မြင့်တာအဆင့်နဲ့ချစ်ဖို့ဆိုတာမဖြစ်နိုင်ဘူးဒီလောက်ထိပြောပြနေရင်လည်းမဟုတ်ဘူးသူ့ဘက်ကဒီလိုဒီလိုတက်တည်ပြတယ်ကျမအရှိမလည်းသူ့မိမကိုဖုန်းဆက်ပြီးတော့ကောင်းနေရတော့ကိုယ်နဲ့မှုန်နေတဲ့အချိန်ပဲလေတကယ်မှုန်နေတဲ့အချိန်ပဲအဲကိုယ်ကိုအရန်ချစ်ပြတယ်လို့လုံးပါပဲကျမပြောပြမယ်အိမ်တော်တဲ့အမျိုးသားတွေကလေသူတို့ဖောက်လွဲဖောက်ပြန်လုပ်ပြီးမရင်ငယ်နဲ့ရေနဲ့ตายရနေတဲ့အချိန်နာနော် မရင်ငယ်တွေနဲ့ตายာနေတဲ့အချိန်ဒါဒီမရင်ကြီးကိုမိမိခဏတစ်ဖြုတ်ပွဲမေးပြမှာမရင်ငယ်နဲ့ဟိုအဲတနစ်နဲ့နှစ်အလွန်ဆုံး၃လေးနှစ်လောက်နေလိုက်ကြည့်เนาะ၃လေးနှစ်လောက်နေလိုက်ကြည့်အဲ့မှာမရင်ကြီးကိုပြန်မတန်းတာတဲ့កောင်းပြီးတကောင်းမှမရှိဘူးပြန်လာခြင်းတဲ့កောင်းပြီးပဲအဲသူတို့ကမားပါတယ်သူတို့ကဖြစ်ပါဆိုအဲ့တော့သူတို့ကပျော်ရာနေရာမှာနေတာသူတို့နားလည်းမူပေးတဲ့နေရာမှာနေတာသူတို့သူတို့စိတ်ခံစားမှုကောင်းတဲ့နေရာမှာနေမှာအဲ့တော့မရင်ကြီးကိုချစ်လာမရင်ငယ်ကိုချစ်လာဆိုသူတယောက်မှမရှိဘူးကိုကိုကိုပဲပို့ချစ်တာ မယင်ကြီးနဲ့မပြောမယင်ငယ်ရှာမယ်မယင်ငယ်နဲ့မပြောမယင်ကြီးစီပြန်လာမယ်အဲ့လိုកောင်အတန်းစားတယ်ပြီအဲ့တော့အဲ့ဒီအဲ့လိုកောင်တွေကကိုယ်ကိုလာပြီးတော့အာဒီလိုတွေထားမယ်ဒီလို support ပေးပါမယ်ဒီလိုလုပ်မယ်ဆိုရင်အဲ့ဒါယူရင်တော့ကိုခံပါကိုခံပါကျမအကြံဉာဏ်လာမတောင်းနဲ့ကျမအကြံဉာဏ်ပေးလဲရှိတော့လက်ခံတာမဟုတ်ဘူးအဲ့တော့အဲ့လိုအဲ့လိုတဏှာယူတဲ့កောင်တွေကတော့ခန္ဓာကိုယ်ရပြရတယ်အပြောက်ရိုက်သွားလိမ့်မယ်အဲ့ဒါအောက်တန်းစားလို့ခေါ်တယ်တိလားအဲ့တော့မြုံစမ်းကြည့်လိုက် ကို့ဘောမှာ support ပေးနိုင်လဲမရဲကြီးလောက်ကောက်ကောက်ပေးနိုင်မို့သူတို့ယူထားတဲ့မရလောက်တော့ကို့အာရတဲ့လောက်အကုန်ပေးမှာမဟုတ်ဘူးတချို့ကတော့ရှိရဒီမရင်ကြီးလောဘမကောင်းလို့မရင်ငယ်ကိုရာတပ်ပံပေါင်းတဲ့လူတွေလည်းရှိရအာမရငယ်ဘောမရင်ငယ်ဆိုတာကလေကျွန်မပြောပြမယ်လက်ရှိဒီဖတ်ဓမအကြီးနဲ့မကွဲပဲနဲ့နောက်ထပ်ထားတာမရင်ငယ်လို့ခေါ်တယ်မရင်ငယ်လို့ခေါ်တယ်အခုခေတ်မှာမရင်ငယ်မရင်ကြီးဆိုတာတိတ်မရှိတော့မရက်ပြိုင်မရှိတော့အဲ့ဒီလက်လုံးစကားပြောရလို့ရှင့် တရေဝင်ကွဲပြီးသွားပြီနောက်အိမ်ထောင်ထပ်ပြူတာကိုမရင်ငယ်လို့သွားခေါ်လို့မရဘူးဘုဘကတရေဝင်မရဖြစ်သွားပြီအဲ့တော့တရေဝင်မရကြီးနဲ့ကွဲပြီးနောက်ထပ်မရင်ငယ်ထပ်ယူတာကိုအဲ့ဒီမရင်ငယ်မရင်ငယ်လို့အငယ်လို့သွားပြောလို့မရသူ့ရဲ့တရေဝင်မရဖြစ်သွားပြီအဲ့တော့မရင်ငယ်ဆိုတဲ့အတော့အနှုံးကလက်ရှိဒီအိမ်ထောင် သေးအမျိုးတမီနဲ့မပွဲသေးပဲနဲ့နောက်ထပ်တယောက်ကိုထပ်ပြီးဖောက်လွဲဖောက်ပြန်ထားတာကိုမယားငယ်ထားတာလို့ခေါ်တာဒီအိမ်အောင်သေးကိုကွဲပြီးတော့နောက်ထပ်တယောက်ကိုထပ်ယူတရေဝင်ယူပြီးလက်ရှိမှာအာပပလစ်မှာသွဲတာကိုမရင်ငယ်လို့မခေါ်ဘူးဒါသူ့တေးအဲ့တော့ခုနပထမအိမ်အောင်နဲ့ကွဲပြီးဒီနောက်အိမ်အောင်ထပ်ယူလိုက်တာကိုမရင်ငယ်လို့သွားသုံးလို့မရဘူးတရေဝင်ပြန်ယူလိုက်တာပေါ့ဒါဒုတိယအိမ်အောင်ပေါ့စကလုံးအလှနဲ့သုံးမှာစအဲ့တော့စဉ်းစားပေါ့ ဒီဖောက်လဲဖောက်ပြန်လောက်တဲ့လူကိုဖတ်တမလူရောဒုတိယလူရောမယုံသိခြင်းသူတို့တွေဒီကိုကိုကိုချစ်တာကိုကိုကိုပို့ပြီးဦးစားပေးတာအဲ့တော့ဖတ်တမလူကိုသူကိုချစ်တယ်လားဒုတိယလူကိုချစ်တယ်ဘယ်သူမှမချစ်ဘူးဖောက်လဲဖောက်ပြန်လောက်ပြီးဆိုပြတာသူ့ကိုသူချစ်လို့เนาะအဲ့ဒါကိုကကိုပဲသူစဉ်းစားเนาะဒါလေးပဲပြောချင်တယ်